ကရှင်ဒီမှာကြည့်ပါဦးစကိုက်မှာနော်ရေတိုးလို့ထင်းနေမျောတာထင်းနေနော်အဲ့ဒါထင်းနေနော်မျောလာတဲ့အဲ့ဒါထင်းနေကြည့်ပဲအဲ့ဒါကြည့်ကြအောင်ဒီမှာတက်တက်နဲ့တကောဒီလိုမကြုံဘူးဆယ်တရားကိုမလိုဘူးနော်ရဲရဲဆက်ဆက်ကိုပဲကြည့်ကြပါဦးအေးရဲဆက်တာအေးကြည့်ဦးထင်းနေကိုဒီမှာတက်တုံးနေလို့ပဲကိုမျောတာနော်ရဲရဲဆက်ဆက်ပဲဒါရွှေမိုးဝင်မိုးပဲနော်အေးနော်တကဒီလိုမျောတခါမှမမျောမှမမျောဘူးလား ဒီမဲ့ဆယ်လျောင်းမလုံးတော့စိတ်ကဲမှာနော်ဒီမဲ့ထင်းနေနော်စကိုင်းမှာကြည့်အမအဲထင်းနေမျောလာတာထင်းနေမှာတုံးနေကြည့်ပဲဒိုင်းမဟုတ်ဘူးနော်အန်ဩစရာကောင်းလိုက်တာရေရေဆက်ဆက်ကိုဟွန်းရက်ဆက်တလာတော့မမင်းနဲ့နော်အဲမထင်းတော့ကြီးဒီမဲ့ကောင်းတာမှာဒီမဲ့ရစ်စိတ်ကိုကတ်တာနော်လိုက်ဆယ်တရားကိုမလို့ကြည့်ကြပါအောင်ကြည့်ကြပါအောင်မထင်းနေမျောလာတာထင်းနေဒိုင်းမဟုတ်ဘူးဗျာရေရေဆက်ဆက်ပဲ ဒါပဲသူတွေကတော့အကုန်လုံး share ပဲဆယ်ထားကြပြောအရောင်းဆိုင်နေဦးရတယ်နော်ဒီမှာတိအောင်နေတော့ထင်းနေရလဲတိအောင်နေတယ်ဘာဘာသားခေါ်မလဲမသိဘူးအာ နေ့စဉ်မိုးလေဝသအစီရင်ခံစာ2025ခုနှစ်ဇွန်လ6ရက်နေ့အတွက်ခမန်းချက် ကပလီပင်လေပြင်းနှင့်မင်္ဂလာပင်လေအော်တို့တွင် မုတ်တုံလေအားအတင်းတင်းမှအားကောင်းပြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့်အေရော်ရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြား မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နေရာကျဲကျဲကျန်တပြည်လုံးတွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာပြီးသခိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့်တောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည် လာမည့်48နာရီအတွက်ခန့်မှန်းချက် မြို့ဝကျုံပေါ်နှင့်အလဲပိုင်းဒေသများမိုးဆက်လက်လျော့နေနိုင်ကကျန်ဒေသများထစ်ချုံးမြီအခြေအနေများဆက်လက်ဖြစ်ပေါ်နေပြီးရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင်နေရာစိတ်စိတ်မိုးထစ်ချုံးရွာပြီးနေရာကွက်မိုးကြီးမီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင်နေရာကွက်ကြားမိုးထစ်ချုံးရွာမီ နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်နေရာစိတ်စိတ်မိုးထစ်ချုံးရွာမီ